အားလုံးပဲမင်္ဂလာပါခင်ဗျာခုဒီတစ်ခါတပြပေးမယ့် highlight လေးကတော့မလေးကရှင်ပြိုင်ကစားခဲ့ကြတယ်မြမယူဆက်ကိုအမီလွဲဖက်ကွန် FC နဲ့ပါကန်ချုံဘူရီ FC တို့ရဲ့ထေချင်း new generation cup အုပ်စုပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာမြမယူဆက်ကိုအသင်းရဲ့ကစားပုံကောင်းမွန်ခဲ့ပြီးကိုသမားရဲ့အမှားယွင်းမှုတွေကြောင့်၃-၄ဆိုတဲ့ပြလက်နဲ့အရှုံးပေါ်ခဲ့ပါတယ် ီပွဲချိန်မှာဦးဆောင်ဖို့မြန်မာတင်းကပဲစတင်သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်တမီးတက်တော်မပြည့်ခင်မှာသွင်းယူခဲ့တဲ့ဂိုးဖြစ်တဲ့အတွက်ကြောင့်မို့လင်းမြန်ဆုံးဂိုးလို့တောင်ပြောလို့ရပါတယ်။ဒီဂိုးညီတန်းကသွင်းယူခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းသွင်းဂိုးသွင်းယူပြီးတဲ့နောက်ပိုင်းမှာတော့ချွန်ဘူရီ FC ဟာခြေပါဂိုးပြန်လည်ရရှိဖို့ဒရက်ဇက်တိုက်စစ်ဆင်လာရင်းကနေပွဲချိန်15မိနစ်မှာခြေပါဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ခြေပါကိုတောင်းကံပေါ်ကနေတဆင်အရှုပ်ရက်ကြားကနေသွင်းသွားတာဖြစ်ပါတယ်ခြေပါကိုရယူပြီးတဲ့နောက်ပိုင်းချွန်ပူရီ FC ကပဲပြန်လဲတိုက်စစ်ဆင်လာခဲ့တာကိုတွေ့ရှိရပါတယ်ဒါကြောင့်ချွန်ပူရီ FC တင်းဟာအဲ့နောက်ပိုင်းသွင်းကိုဒီရက်ဆက်ပြန်လဲသွင်းခဲ့တာကိုတွေ့ရှိရပါတယ်ခြေပါကိုပေးလိုက်ရတဲ့နောက်ပိုင်းမှာတော့ဒီမှာတင်းရဲ့ကစားပုံရော်ရဲသွားတာကိုတွေ့ရှိရပါတယ်ဒီမှာတင်းလဲလဲပြူပြူဖြစ်နေချိန်မှာချွန်ပူရီ FC ကအခွင့်အောင်းယူနိုင်ခဲ့ပါတယ်။ ဲ့ဒါနဲ့ပဲ Chowri FC ဟာမြန်မာယူဆက်ခွန်အသင်းဘက်ကိုဂိုးတွေတစ်ဆက်သွင်းယူခဲ့တာဖြစ်ပါတယ်။ကိုသမားရဲ့ရှင်းထုတ်ဖို့မတည်သက်မှုကနေပေးလိုက်ရတဲ့ကိုကများပါတယ်။တတိယမြောက်ဦးဆောင်ကိုကလည်း16ကိုက်စီးရဲ့အပြင်ဘက်ကနေ သွင်းယူလိုက်တဲ့ဘောလုံးကိုကိုသမားမဖမ်းနိုင်ပဲပေးလိုက်ရတာဖြစ်ပါတယ်။သုံးဂိုးကိုနဲ့ဦးဆောင်ခံရပြီးတဲ့နောက်မှာတော့မြန်မာယူဆက်ခွန်အသင်းကလည်းပြန်လဲခြေပဖို့အတွက် အားစိုက်လာတာတွေ့ရှိရပါတယ်။ Chowri FC ရဲ့နောက်တဲ့အမားအနေတစ်စင်ဒီမှာယူဆက်ကွန်တင်ကိုရောပြေးထွက်သွားပြီးသူကိုယ်တိုင်ကိုမသွေးမင်းနဲ့ဖန်တီးပေးဖို့ပုံကတော့အရန်လာပါတော့တွေ့ရှိရပါတယ်။တော့ကိုနဲ့ဒီမှာသင်ပြန်လဲအားတက်လာတယ်မှာတော့ Chowri အသင်းကပဲထပ်မံ၍ကိုသွင်းလိုက်ပြန်ပါတယ်။ဒီလိုနဲ့ပထမပိုင်းပွဲချိန်26မိနစ်ရောက်မှာတော့ Chomburi FC တင်ဟာ မြန်မာယူဆက်ကွန်တင်ဘက်ကိုထပ်မံကိုတွင်းလိုက်ပြန်ပါတယ်။ဒါကြောင့်ပထမပိုင်းဟာ၄9နှစ်ကိုဆိုရရလက်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်ဆလာချိန်မှာတော့မြန်မာအသင်းကပြန်လဲတင်ပြီးတော့ကစားလာတော့တွေ့ရှိရပါတယ်။ဒုတိယပိုင်းပွဲအစမှာပဲမြန်မာအသင်းခြေပါကိုတကူပြန်လဲရရှိနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့မြန်မာအသင်းဟာ၄9ဆိုရရလက်နဲ့ရှုံးနေခဲ့ရပါတယ်။မြန်မာယူဆက်ကွန်တင်ကို ် overall ဂျုံကုန်သုံးသက်ရရင်ဒိုက်စစ်အားကောင်းပြီပဲခံစစ်ပိုင်းယိုယွင်းနေတာကိုတွေ့ရှိရပါတယ်ခံစစ်ပိုင်းနဲ့ကုသမားကိုချိန်ပြီးပြင်ဆင်သွားမယ်ဆိုရင်တော့အရန်ကောင်းပေါ်နဲ့အသေးလေးတစ်သေးရရှိလာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ညနေခဏရီမှာတော့ Frying FC နဲ့ဒီမှာယူဆက်ခွန်အတင်းတို့ရှင်ပြိုင်ကစားသွားဖို့ရှိပါတယ်အဲ့ဒီပွဲစဉ်ကိုခုပြထားတဲ့ Facebook page မှာတွားကြည့်လို့ရပါတယ်ခင်ဗျာ။